ကဘာဖြစ်တဲ့နေကြီးတွေဟာဘာကြောင့်အာစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမဖြစ်တဲ့မောဟကြောင့်ဒါကဝိတုဒ္ဓိမဲ့ကျမ်းမှာဒီလိုဆိုထားတဲ့စကားတစ်ခုနော်ကဘာဖြစ်ပြီးဖြစ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြစ်တဲ့ဟာရေရလေရမီးရပဲအချင်းညာဆိုတာဖြစ်တာမီးကဘာဖြစ်လို့ရောဆိုတော့ လူတွေမှာလောဘကတောင်းကျမ်းလံပြားတာခုနမြတ်စွာဘုရားဟောတဲ့အထက်မှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိဓမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မို့လို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မို့လို့ဤဖြစ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့အဲ မီးဖြတ်တဲ့ကဘာကပို့ပြီးတော့အကျိန်များလာပြီးတော့မှရေဖြတ်တဲ့ကဘာပြီးတော့လေဖြတ်တဲ့ကဘာတစ်ခါတစ်ခါလာအဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗတ္တကဘာမှာအရိမိတ္တရာမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ဖြစ်လူသားတွေဟာအခုကြည့်ပေါ့တပြေးပြေးတက်တန်းနေတိုးလာ